အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ23ရက် နေ့လေပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခရော့နိုင်ငံတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတရုတ်ကူညီချပေမဲ့အချမ်းမြောက်ဆုံးရှုံးနေမြေစစ်တရခန်းလုံးကျော်ကဒါပြန်သိမ်းနိုင်တဲ့စစ်ကုံရှင်ကြားဖြန်တဲ့ပတ်သက်လို့ဒီကပီတက်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးအမေရိကန်ရေးယူရာခံရပြီဆိုတဲ့သတင်း PDF လက်စွမ်းကြောင့်စစ်ကြောင်းလိုက်ပြုတ်သွားရတဲ့တက်မ၃၃ 88ထက်ဆိုးတဲ့အခြေအနေကြောင့်လည်းပြီးစစ်တပ်အင်အားကျန်နေပြီလို့ဝန်ခံလာတဲ့လော်ဘီရဲ့တော်လင်းရဲ့ဖွဲ့တွေပြည်သူ့တာကောင်ပိတာဖို့တောင်းဆိုလိုက်တဲ့ KPSSC DFDS တင်းမိုးပေါ်မှာလူကြီးရုပ်ရှင်မှန်ရင်းပြသမိလို့ကလေးတွေထိုင်လန်အော်ဟစ်တဲ့တဲ့င်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတဲ့င်းတွေကိုတင်ဆက်ပေးထားပါရစေ။ တရုတ်ကူညီရပေမဲ့ချမ်းမြောက်ဆုံးရှုံးနေမြေစစ်တရခန်းလုံးကျော်ကပြန်သိမ်းနိုင်တဲ့စစ်ကော်မရှင်တရင်နဲ့စားလိုက်ခြင်းပါ रे ISP မြန်မာရဲ့ထုတ်ပြန်ကြရာစစ်ကော်မရှင်ဟာချမ်းမြောက်ဒေသမှာဆုံးရှုံးခဲ့တဲ့နေမြေ area ရဲ့စစ်တပ်တမ300ခန်းလုံးကိုဒါလက်ရှိအချိန်ထိပြန်လည်သိမ်းပိုက်နိုင်သေးတယ်လို့သိရပါ रे တစ်သူများနှစ်ခွန်စစ်စင်ရဲ့ကြောင်းချမ်းမြောက်ဒေသမှာစစ်ကော်မရှင်ဟာနေမြေ58ဒသမ300ခန်းလုံးကိုဆုံးရှုံးခဲ့ရပါတယ် စုစုပေါင်းဆုံးရှုံးထားတဲ့နေမြေရဲ့၁၁တသမ300ခန်းလုံးသာပြန်သိမ့်ပိုက်နိုင်တဲ့အဖြစ်လို့နေမြေပမာဏအရနည်းနည်းသေးတာကိုတွေ့ရပါတယ်။ ISP မြန်မာကဒီအခြေအနေကိုသုံးသပ်ရမှာအရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်။စစ်ကောင်စီပြန်သိမ့်နိုင်တဲ့ပမာဏဟာနေသေးပေမဲ့တရုတ်မြန်မာ နေဆက်ကွန်တွေအတွက်အရေးပါတဲ့မြို့ပြ area တွေကို ပြန်သိမ့်နေတာဖြစ်ပါတယ်။စစ်ကောင်စီကအဓိကမြို့တွေကို ထိန်းချုပ်ထားပြီးအဲ့ဒီမြို့တွေနဲ့ ဆက်ဆက်နေတဲ့ကျေးလက်ဒေသအများစုနဲ့တောင်ငုံတောင်တန်းအများစုကိုတော့တိုင်းဒါလန်နဲ့ကင်တွေကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ29ရက်မှာ TNL ထိန်းချုပ်ထားတဲ့ဒေဘောမြို့ကိုစစ်ကောင်စီကပြန်လည်တင်ပိုက်ပြန်နောက်မန္တလေးမူဆယ်ကုံတွေးလမ်းမရဲ့54ဒသမ400ခန်းလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်စစ်ကော်မရှင်ဟာမဟာပြောင်မြောက်မြို့တွေကိုပြန်လည်ရရှိဖို့အတွက်ထိုးစစ်ဆင်မှုတွေကိုဆောင်ရွက်ခဲ့ပါတယ် 2025ခုနှစ်ဧပြီလမှာကိုကန်တက် MNDA ထိန်းချုပ်ထားတဲ့လာရှုံမြို့ကိုတရုတ်ဆိုရရဲ့အကူအညီနဲ့စစ်ကောင်စီအားပြန်လည်ရရှိခဲ့ပါတယ်။လာရှုံကိုပြန်လည်ရရှိပြီးနောက်တင်းနယ်လေးထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်ရင်နီးနဲ့တိုက်ခိုက်သိမ်းပေါ်ထိုးစစ်ဆင်ခဲ့ရမှာ2025ခုနှစ်ဇွန်လမှာစတင်ထိုးစစ်ဆင်ပြီး55ရက်အကြာမှာနောင်ရှုံမြို့ကိုပြန်ရရှိခဲ့ပါတယ်။ဒါအပြင်ကြောက်မဲမျိုးကိုစတင်မလာကိုရမှာတိုက်ခတ်ပြီး27ရက်အကြာမှာတင်ပိုက်နိုင်ပြီးတော့ အော်တိုဘားလာ၁ရက်မှာစတင်တိုက်ခိုက်ခဲ့တဲ့တီဝဲမြို့ကိုလည်း16ရက်အကြာမှာစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်တီဝဲမြို့ကိုစစ်ကောင်စီကပြန်သိမ်းထားပေမဲ့လာရှုကိုချိတ်ဆက်ထားတဲ့ပြည်ထောင်စုလမ်းမကိုတော့ MNDAA ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်ဒုတိယအနေနဲ့ကြားဖြန်တဲ့ပတ်သက်လို့ဒီဂီဘေတပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးအမေရိကန်ရေးယူလာခံရပြီဆိုတဲ့အကြောင်းပါ အမေရိကန်ဆိုရဟာမြန်မာနိုင်ငံလန်နကန်ဖွဲ့တကူဖြစ်တဲ့ဒီမိုကရက်တစ်ကရင်အချိုပြတက်မလို့ DKP နဲ့သူရဲ့ခေါင်းဆောင်တွေကိုကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်အရေးယူတန်ခတ်လိုက်ပြီးဖြစ်ပါတယ်။အမေရိကန်မန်နိုင်ဝန်ကြီးဌာနရဲ့နိုမာလာဆန်နီယန်နဲ့ထုတ်ပြန်ချက်အရ DKP ရဲ့တပ်ဖွဲ့အပြင် Sourcey Sourcing Wing Sourcey အောင်နဲ့စိုင်းကြော်လှခေါင်းဆောင်လေးကိုလည်းပြစ်မှတ်ထားအရေးယူလိုက်ကြောင်းသိရပါတယ်။အရေးယူရတဲ့အကြောင်းရင်းမှာ DKP ဟာလူမုံကိုကူးခံရတဲ့ဝန်ထမ်းတွေရဲ့ လိန်လယ်မှုကရရှိရဲ့ဝင်ငွေတွေကိုသူတို့ရဲ့အနေရှိရဲ့လှုပ်ရှားမှုတွေအတွက်ငွေကြေးထောက်ပံ့သုံးစွဲ့နေလို့ဖြစ်ကြောင်းဖော်ပြထားပါတယ်။တကယ်ပင်လည်းပူပေါင်းဆောင်ရွက်တယ်လို့ယူဆရတဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေကပါအမေရိကန်ကအရေးယူမှုထဲထည့်သွင်းထားပါတယ်။အဲဒါကတော့ Trans Asia International Holding Group Thailand Company Limited Crop Star Company Limited နဲ့ထိုင်းနိုင်ငံသားရှာမူဆောင်ဝန်တို့ဖြစ်ပါတယ်။ ဗန္ဒိုင်းဝန်ကြီးဌာနရဲ့အကြံပေးမှုနဲ့ဗန္ဒိုင်းရဲ့ထောက်လှမ်ရေးဆိုင်ရာလက်ထောက်အတွင်းဝန်ဂျွန်ကေဟာလီကမြန်မာနိုင်ငံကနေလှုပ်ချနေရရာဇဝတ်ကွန်ရက်တွေဟာအွန်လိုင်းလေလံမှုတွေကနေတဆင့်အမေရိကန်တွေစီကဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးနေကြပါတယ်။ဒီကွန်ရက်တွေဟာလူတွေကိုလည်းအမှန်ကိုကူးနေပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပိုပြီးမီးမောင်းထိုးပြနေပါတယ်လို့ဆိုပါတယ်။အမေရိကန်ဆိုရဟာကြားဖြတ်လေလံမှုတွေကိုနှိမ်နင်းဖို့အတွက်လေလံမှုစင်တာ ကြားဖြန့်တိုက်ခိုက်ရေးအဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီအဖွဲ့မှာ FBI ပါဝင်အစိုးရအေဂျင်စီများစွာပါဝင်ပြီးအရှိတောင်အခြားသောကြားဖြန့်လင်းလင်းမှုစင်တာတွေနဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့နဲ့တရားစွဲဆိုဖို့အတွက်ရည်ရွယ်ပါတယ်။အဓိကပြစ်မှတ်နိုင်ရန်ကတော့မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုတို့ကိုအဓိကထားပြီးနှိမ့်နှင်းသွားမှာဖြစ်ပါတယ်။ထမတင်ဆက်ပေးခြင်းတဲ့တင်ကတော့ PDF တွေလက်စွန်းကြောင်းစစ်ကြောင်းလိုက်ပြုတ်သွားရတဲ့တက်မ33တင်မှာ စကိုင်းတိုင်းဒေသကြီးခင်ဦးမြို့နယ်နဲ့ကဲမလူမြို့နယ်အဆက်မှာနိုဝင်ဘာလ12ရက်နေ့ကတိုက်ပွဲကြီးတရဖြစ်ပွားခဲ့မှာအကြမ်းဖက်စစ်တပ်ဘက်ကအထိနာခဲ့ပါတယ်။ကဲမလူမြို့နယ်ကလည်းခင်ဦးမြို့နယ်ဘက်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့တမတုံတုံဥဆောင်စစ်ကြောင်းကိုတော်လင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအပြီးမှာစစ်ကောင်ချုံဘက်ကစစ်ကြောင်းမှုအပါအဝင်စစ်သားအယောက်50နီးပါးတေဆုံးခဲ့လို့သတင်းမြစ်တွေကဖော်ပြပါတယ်။ စစ်သားတွေများစွာတည်ခဲ့တဲ့အပြင်စစ်သား15ယောက်ကိုစစ်တုံးမှဖြေးလက်ရဖမ်းမိခဲ့တယ်လို့တနက်ဆစ်ရှလနဲ့စစ်တုံးဆောင် ပြစ်စီရှုပ်ကိုလည်းတော်လင်းတပ်ဖွဲ့တွေကတင်းစီရရှိခဲ့ပါတယ်။ဒီအောင်မြင်တဲ့ဂျာဖျက်တိုက်ခိုက်ရှေမုံကြီးကိုရွှေဘုခရံအမှတ်3တက်ရင်ခင်ဦးရေဦးပကဖဒူဝံရေဦးပကဖလက်ယုံတက်ရွှေဘုခရံအမှတ်25တက်ရင် TPC တက်ခွဲ3လို့ပူပေါင်းတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။ အဲ့ဒီတမတုံတုံစစ်ကြောင်ဟာနိုဝင်ဘာလ7ရက်နေ့ကတည်းကကမ်ဘလူနဲ့ရေဦးမျိုးတွေကနေစစ်ကြောင်နှစ်ကြောင်ခွဲပြီးခေဦးမျိုးနဲ့အနောက်မြောက်ချမ်းကျေးရွာတွေကိုထိုးစစ်ဆင်ခဲ့တာပါစစ်ကြောင်ထုံမုံကြောင်ဝေယုံကြီးရှားရောကြောက်တိုင်ကြည်စုမုံလတာဝတ်တိမြင်းချတရက်တော်ကင်းပြက်ကျွန်းတော်လေဥယံကျွန်းတော်ကြီးမကြီးအုပ်ရှားတော်မြင်းတောင်တရက်ပင်ပင်စု တတပန်းတော်အပါဝင်ကျေးရွာများစွာဒေသခံတွေစစ်ပေးတင်ဆောင်နေရပါတယ်တိုက်ပွဲဖြစ်ပေါ်မှုအပြင်နိုမလာ၁၀ရက်နဲ့၁၇ရက်နေ့တွေမှာခင်ဦးမြို့နယ်အရှိတ်ကျန်းပေါ့အန်ကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခတ်ခဲ့တဲ့အတွက်အမျိုးသမီးတယောက်တေဆုံးခဲ့ပြီး၂ယောက်ဒဏ်ရာရှိခဲ့လို့သိရပါတယ်ဆက်လက်ပြီး၈၈ဆက်တဲ့ဆိုးတဲ့အခြေအနေရောက်ပြီးစစ်တပ်အင်အားကျနေပြီလို့ဝန်ခံလာတဲ့စစ်လော်ဘီရဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကိုထောက်ခံသူတွေလော်ဘီတွေဘက်က ထွက်လာတဲ့သုံးသက်ချက်တစ်ခုကိုကြည့်ရင်တောင်သူတို့ကိုယ်တိုင်စစ်တပ်အင်အားနည်းလာပြီဆိုတာကိုဝန်ခံထားတာတွေ့ရပါတယ်။ပြည်နယ်ရှိမိသားအဖွဲ့တွေဖြစ်တဲ့ရခိုင်ကရှင်နဲ့ကရင်တွေကနိုင်ငံခွတ်တော်ရဲ့အထီးတောင်းဆို ပြောဆိုလာကြတယ်။သူတို့ရဲ့ရင်ပိုင်းချက်တွေကပုံမြင့်လာတာကိုပြနေတယ်လို့ Telegram Channel မှာစစ်လော်ဘီတွေကရေးသားထားပါတယ်။ဒါအပြင်ပြည်နယ်မရှိသေးတဲ့အဖွဲ့တွေဝါပလောင်တို့ကလည်းပြည်နယ်အသေးစားဖို့အတန်ထွက်လာတယ်။ တကယ်တမ်းတော့သူရဲ့ရွေချက်ကကိုပိုင်အုပ်ချုပ်ခွင့်သက်ပို့ပြီးအရှုတ်ချာအနာထိရွေးနေရလို့စစ်တပ်လော်ဘီတွေကတုံ့တက်ထားပါတယ်လော်ဘီအခုလို့ပြောတာကစစ်တပ်ပေါ်ဖိအားပေးမုန်းတဲ့အပြင်ကအရှင်တွေရဲ့ပြင်းထန်မှုကိုဝန်ခံလိုက်တဲ့တပ်တွေတခုပဲတချိန်ထဲမှာပဲဒါဟာတိုင်းသားတွေရဲ့ကိုပိုင်ပြတ်ထန်ခွင့်တောင်းဆိုမှုတွေကိုနိုင်ငံတော်ကိုဖျက်ဆီးမှန်းလုပ်ရဖြစ်ပုံဖော်ပြီးသူတို့ရဲ့ရည်တည်ချက်တွေကိုကောက်ကွယ်ဖို့အတွက်ထုတ်ပြန်လိုက်တဲ့နိုင်ငံရေး message လည်းဖြစ်နိုင်တယ်လို့မြင်တဲ့အကြောင်း နိုင်ငံလေးလာသူတူကပြောပါရယ်ကိုကန့်တက်ကအစပိုင်းမှာစစ်တပ်နဲ့ကိုကန့်ပတ်တာဆက်ကိုလက်စားရှိဖို့ပဲရွေးခဲ့ပေမဲ့အခုကျတော့ရမခနေမည်အထိတိုင်ပြီးမန္တလေးအနေအထိဆစ်ရောက်လာတယ်ဒါဟာတိုင်းပြည်ရဲ့အချုပ်ချာအနယ်ကိုတိုက်ရိုက်ထိပါလာတာဖြစ်တယ်လို့စစ်လော်ဘီတွေကငိုကြွေးထားပါရယ်ဒီလိုအခြေအနေတွေဟာစစ်တပ်ကပြောလဲရှိတဲ့1988လှိုင်းကြီးနေထိုင်တဲ့အချိန်ထက်ကိုအများကြီးပိုဆိုးသွားနေတယ်လို့ ဒီလိုပြေကဝန်ခံထားပါတယ်။ဒါတွေပြင်တန်းအနာကောင်းဆောင်တွေကိုတိုင်းပြည်အပေါ်တစ္ဆာမဲ့သူတွေဖြစ်မှတ်တမ်းတင်ဖို့တောင်းဆိုတာဟာစစ်တပ်ကနိုင်ငံရေးအရတံမြန်တိုက်ခိုက်မှုကိုစတင်တာဖြစ်ပြီးသူတို့ရဲ့လောက်ရတွေကိုတရားမဝင်ကြောင်းနဲ့ပြည်သူလူထုကလက်သက်မခံကြောင်းတွေးထိုးလှုံ့ဆော်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိပါတယ်။နောက်ဆုံးပြည်တွင်းသတင်းတပုတ်အနေနဲ့တော်လည်းအဖွဲ့ရဲ့ပြည်သူ့သားကောင်းပိတာဖို့တောင်းဆိုလိုက်တဲ့ KPSSC သတင်းကိုပြောပြပါဦးမယ်။ ကလေးတွေကတော်လင်းအင်အားစုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့သတင်းပို့ကိုပြောပြကြည့်ပါရစေ။စကိုင်းနယ်ကလေးမြို့နယ်မှာအခြေစိုက်တဲ့ကလေးမြို့လူလူတိုက်ပွဲဥဆောင်ကော်မတီ KPSSC ကဒေသခံတော်လင်းအဖွဲ့အစည်းကိုပြည်သူ့တာကောင်ပိတစွာပြုမှုနေထိုင်မှုနဲ့သက်ဆိုင်ရာကောင်းဆောင်ပိုင်းတွေကစနစ်ကြကြီးကြပ်ဖို့တိုက်တွန်းလိုက်ပါရစေ။ KPSSC ကအော်တိုဘားလ7ရက်နေ့မှာဒေသခံကိုယ်စားလှယ်120ဦးနဲ့လူလူတိုက်ပွဲညီလာခံလုပ်ပြန်တော့ဒီတိုက်တွန်းချက်ကိုထုတ်ပြန်ခဲ့ရပါဗျ။ KPSSC ကကိုပိုက်ပူက MP ကို ပြောပြတာကတော့တော်လင်းနဲ့ပြည်သူကြားဆက်ဆိုင်ရေးလူမှုရေးအုပ်ချုပ်ရေးစတဲ့ပြည်သူရေးရာကိစ္စတွေလေဟာနဲ့အဟားဖြစ်လို့မရဘူး။ဒါကြောင့်ပြည်သူကြိုးရှေ့ရှုပြီးထိမ့်သိမ့်သိမ့်ပြုမှုဖို့ကိုအတိအကထားဆွေးနွေးဖော်ပြထားတာဖြစ်တယ်လို့ဆိုပါတယ်။ကလင်းမြောက်ပိုင်းဒေသခံမျိုးသားတူရဲ့ပြောဆိုချက်အရတော်လင်းရေးဘော်တို့ရဲ့ပြုမှုပုံတွေကြောင့်ပြည်သူတွေကြားမှာဝေဖန်မှုတွေရှိနေတယ်လို့သိရပါတယ်။တချို့ရေးဘော်တွေကမူယူပြီးပြည်သူနဲ့ဆက်ဆံတဲ့အခါ ပြေမပြေဖြစ်တာတွေရှိရပေါ့ခေါင်းဆောင်တွေအနေနဲ့အတိတ်တိလေးနဲ့ထိန်းကြောင်းကြရင်ပိုကောင်းတာပေါ့လို့သူက ပြောပါတယ်တာဝန်ရှိသူတွေကြိုတင်မထိန်းသိမ်းနိုင်ရင်ပြည်သူတွေကပြည်ကျဲဟာစစ်ကောင်စီတပ်နဲ့မချဘူးလို့ယူဆလာနိုင်ပြီးတော်လင်းကိုထိခိုက်စေနိုင်တယ်လို့လည်းသူကသတိပေးပြောကြားခဲ့ပါတယ်တော်လင်းကလည်း၅နှစ်နေပါရှိလာတဲ့အခါတော်လင်းအဖွဲ့ချုပ်နဲ့ပြည်သူလူထုအကြမ်းမှာပွတ်တိုက်မှုတွေမကြာခဏဖြစ်နေပါတယ် ရှင်းပြနေတာတော်လန်ကပြားဆရာတူကဒီလိုပွတ်တိုင်းမှုနဲ့ဖြစ်ရခြင်းဟာပြည်သူတို့ထောက်ခံမှုမရှိတော့တာပြည်သူတို့ရဲ့ဂျုံကြည်ချက်ပြတ်တုံသွားရင်ဖွဲ့မရဒါမဆုံဖြစ်မဲ့ကိစ္စတွေကိုဘာကြောင့်များမမြင်နိုင်ကြရရလဲအာနာလုတ်ပိုင်ခွဲ့ငွေကြေးတွေကိုဘာကြောင့်ငငန်တွက်တာကြရတာလဲဆိုတာကတော့ကိုခံအားမကောင်းတာကြောင့်လို့မြင်မိရလို့သူကဆိုပါတယ်နောက်ဆုံးပြပတဲ့တဲ့အနေနဲ့ DFDS နေမောပေါ်မှာလူကြီးရုပ်ရှင်မှားရင်းပြတ်တမ်းမိလို့ကလေးတွေ ထိုင်းလဲအော်ဟစ်တဲ့အကြောင်းကိုပြောပြရင်ဒီနေ့နေ့လယ်ပိုင်းအတွက်သတင်းတင်ဆက်မှုကိုနားလိုက်ပြစေဒီသတင်းလေးကတော့နည်းနည်းရှုပ်ထွေပြီးစိတ်အနှောက်အယှက်ဖြစ်စရာပါပြင်သစ်နိုင်ငံ Jeff ကနေအင်္ဂလန်နိုင်ငံ New Haven ကိုပြေးဆွဲတဲ့ DFDS တင်မော်ဒစီပေါ်မှာလွန်ခဲ့တဲ့လနှောင်းပိုင်းကထိမဲ့မထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်တင်မော်ကုမ္ပဏီကတော့အခုထိတောင်းပန်နေရတော့မှာပဲတင်မော်ဘွားခီးတွေဟာနားနေခဲ area မှာစုပြီး Formula 1 F1 ပြိုင်ပွဲကိုကြီးကျူးနေကြတာပါ ဒါပေမဲ့ရုတ်တရက်ဆိုလိုပိုင်းရုတ်တန်ငိုင်းကနေလူကြီးရုပ်ရှင်ကားကို မတော်တဆပြသမိခဲ့တာဖြစ်ပါတယ်။မျက်မြင်တွေ့ရှိသူရဲ့ဖော်ပြချက်အရအဲ့ဒီအခြေအနေဟာနည်းနည်းယူကြောင်ကြောင်ဖြစ်သွားခဲ့လို့ဆိုပါတယ်။အဆိုဆုံးကတော့ကလေးတွေဟာကြောက်လန့်တကြားအော်ဟစ်ပြီးနားနေခန်းထဲကနေပြေးထွက်လာကြတာပဲ။မိဘတွေကလည်းထွက်လာပြီး TV မှာဟော့ကော့ပေါင်းကြီးပြနေတယ်ဆိုပြီးဝန်ထမ်းတွေကိုချက်ရှင်ဖြစ်ရှင်ခိုင်းခဲ့ကြရပါတယ်။ DFDS ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကဝန်ထမ်းတွေဟာလူကြီးရုပ်ရှင်ပြသနေရကိုတတိမထားမိခဲ့ဘူးလို့ဖြစ်ချင်းချက်ပေးခဲ့ပါတယ်။ကုမ္ပဏီကဒီဖြစ်ရကြောင်းစိတ်နှောက်ချက်ဖြစ်ရတဲ့အတွက်အလွန်အမင်းတောင်းပန်ပါတယ်လို့ပြောခဲ့ပြီးဒီလိုထက်မှန်ဖြစ်ပေါ်မှာမဟုတ်ဘူးလို့အာမခံခဲ့ပါတယ်။နောက်ထပ်ပြဿနာမဖြစ်အောင်အငင်းပွားစရာဖြစ်တဲ့အဲ့ဒီရုပ်တံလိုင်းကို ရုပ်တံလိုင်းရှင်းကနေလုံးဝဖေရှားပစ်လိုက်ပြီလို့လည်း DFDS ကကြေညာခဲ့ပါတယ်။ ဒီဖြစ်ဟာတင်မောက New Haven စစ်ကမ်းမှာဆက်ရှုံရမှုကြောင့်ပြင်သစ်ကို ပြန်လှည့်ရမဲ့ခီးစင်နှောင့်နေတဲ့အချိန်မှာဖြစ်ပွားခဲ့ရပါ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MBA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရမပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ